Es geht nicht. ဒုတိယကဘာစစ်ကာလဟစ်တလာသူအစိတ်ခက်ခံရမှာကိုတွေးကြောက်ပြီးသူစားစာတွေကိုနေစင်နဲ့မျှအရင်စားပေးရတဲ့မျိုးသမီးတွေအကြောင်းဖြစ်ရမှန်ဇလန်တပုတ်ပါ 1943ခုနှစ်နိုဝင်ဘာလမှာပရရှားရှိပိုင်းပောက်ဂျွာလေးရှိရာကိုရူဆာဆိုတဲ့မျိုးသမီးငယ်တယောက်ခီးဆောင်အိတ်တွေနဲ့နွမ်းလက်လျက်ရောက်လာတယ်။ရူဆာကိုခြံဝမမြင်တော့သူ့ရောက်ခမဟီရာကအေဂျီအီစင်နဲ့ထွက်ကျူတယ်။ကိုချိမကူအိမ်ပြန်လာတော့ကိုမနှွေးထွေးဘူးလို့ထင်ရပေမဲ့ဒီစပွဲကြီးဖြစ်ပြီးအဆဆရရရှားပနေတဲ့ခီးကြီးမှာပစက်ပေါက်တစ်ပေါက်တိုးလာတော့အိမ်ထဲမှာဝင်းဒိုးဝင်ဖို့ဖြစ်တယ်မလား။ တစတဲ့ဟီရာကခီးမဆိုင်ရူဆိုင်သမိမေလဲသမိဖေဖေးမှာအနားယူသွားပြီစိတ်မကောင်းပါဘူးကွယ်လို့ပြောလိုက်တော့ရူဆာခောက်ကနေလဲကျသွားလို့ဟီရာကကူတွဲပြီးအိမ်ထဲကိုခေါ်သွားရတယ်ခေဆိုးစနစ်ဆိုးအောင်မှာချစ်ရတဲ့သူတွေတေကွဲမခုတ်ရှင်ကွဲကွဲကြတဲ့ခေတ်မှာတည်တင်လာတွေကိုဒီလိုခက်မမြပြောမိတတ်ကြပါဘူးတကယ်တော့ဟီရာကစိတ်ထားမကောင်းတဲ့ယောက်ျမဆူမဟုတ်ပါဘူး သူတို့ရဲ့နိုင်ငံရဲ့ခေါင်းဆောင်ဟစ်တလာမွေးတဲ့ကဘာစမီဒန်သူလည်းခံနေရတဲ့သူဆိုတော့သတင်းကောင်းဆိုတာရှားပါတဲ့ခစ်ကိုရောက်နေလို့အပြောဆိုသလိုဖြစ်ရတာပါဂရီဂိုကရိုဆာစီယိုသူ့အမေကိုပါ စာမေးတော့တာတလားတော့ရှိပြီနောက်ဆုံးစာမှာတော့ရိုဆာကိုဒီမှာလာနေရင်ပိုပြီးလုံခြုံသွားမယ်လို့မှားထားလို့ဂျမ်ဘီသားစုဝင်တွေအခုလိုပေါင်းပြီးနေဖို့ဖြစ်လာရတယ်အခုတော့ရိုဆာမှာအလွမ်းဖြေစရာဆိုလို့သူ့ခင်မောဓာတ်ပုံလေးပဲရှိတယ် ရိုစာကသူသားပြန်လာမယ်လို့ယုံကြည်နေဦးနေတာမကညစာစားချိန်မှာလူတိုင်းကိုတော်ဝင်ကိုကြိုးစားရင်ဂျာမနီနိုင်မယ်လို့ရေဒီယိုကပြောသွားတာကိုသူကယုံနေတယ်။ဒါပေမဲ့သူ့ရဲ့ခင်မိုးဂျိုးဆက်ကတော့ဒီလိုဝါရဖြန့်စကားတွေကိုနားခနေတယ်လို့ပဲ။ရိုစာကဘာလို့တတော်လုံးကိုခြံစည်းရိုးတွေခက်စစ်သားတွေခြေချင်းလိမ်နေတာလဲလို့မေးလိုက်တော့ဂျိုးဆက်ကအခုဒီနေရာဟာဟစ်တလာရဲ့ဌာနချုပ်ဖြစ်သွားပြီ။ဟစ်တလာဒီကိုရောက်နေတာနှစ်နှစ်ရှိပြီ။ဟစ်တလာကယထားနဲ့တွားလိုက် လာလိုက်လို့ပြောပြတယ်။ ညကြတော့ရိုဆာဟာအိတ်ခန်ဒီမှာခင်မှုသက်ဖြစ်သူဂရီဂေါ်ရဲ့ဓပုံကိုကြည့်ပြီးအားပေးနှစ်သိမ့်စကားတွေတကိုယ်တည်းပြောနေပြီးတယ်စစ်ကြောင့်သူ့မှာရေချင်းရှိလျက်နဲ့ယောက်မရင်ကက်နေရတဲ့ဘဝရောက်နေရတယ်အာနာရှင်ဆိုတာကိုယ်နိုင်ငံသားတွေကိုအပူတယ်ဘဝရအောင်အမြဲလုပ်တတ်တဲ့လူစားတွေပါနောက်တနေ့မနက်မှာဟီရာကရိုဆာအခန်းတစ်ခါကိုခောက်ပြီးစစ်သားတွေသူတို့အိမ်ကိုရောက်နေပြီလို့ထိတ်ထိတ်ပြပြနဲ့လာပြောပါဘူးကိုယ်ရင်တကားကိုစစ်သားတွေတကားလာခောက်ရင်ကြောက်နေရတဲ့နေ့ရက်တွေပါ ခင်မွန်းတယ်တွေတိုက်ပွဲမှာကြာသွားပြီလားလို့သူတို့တွေစိုးရင်တကြီးမေးလိုက်တယ်။စေယားရှိက ရိုစာရဲ့ထောက်ထားတွေကိုတောင်းကြည့်ပြီးလိုက်ခဲ့ပါလို့တခုံးနဲ့ပြောသူ့ကိုအပြင်မှာစောင့်နေတဲ့ကားပေါ်တက်ခိုင်းတယ်။ကားထဲမှာတခြားမျိုးသမီးတွေလည်းရှိနေပါတယ်။သူတို့ကလည်းတမတို့ကိုပဲခေါ်သွားမှလေလို့မေးကြပေမဲ့လူတိုင်းမှာဖြစ်မရှိဒီလိုနဲ့ဝင်းချတခုတည်းရောက်သွားတော့သူတို့ကိုကားပေါ်ကစင်ခံပြီးတယောက်ချင်းစီကိုနာမည်ခေါ်ရှာဖွေစစ်ဆေးကြတယ်ပြီးတော့အခန်းတစ်ခုတည်းခေါ်သွားပြီးသွေးဖောက်စစ်ဆေးမှုတွေလုပ်ကြပြန်တယ် တယောက်ကရဲစွန်ပြီးမေးကြည့်လိုက်တော့မင်းတို့ကျမ်းမာတာသေချာအောင်စစ်တာလေအဲ့ဒီနောက်မှာတော့သူတို့ကိုထမင်းစားကန်းနဲ့ခေါ်သွားပြီးစားစရာမျိုးမျိုးနဲ့တဲခင်းအခန့်ကျွေးတော့သူတို့တွေအားလုံးကိုမျက်စိကိုမယုံနိုင်အောင်ဖြစ်သွားကြတယ်စစ်တွင်းရှားပါးချိန်ဆိုတော့ရေငတုံးရေကွင်းကြကလို့သူတို့ဝမ်းသာသွားကြတယ် တို့ရှိကအစားစာတွေကိုအားရပါရစားကြရင်တယောက်ကသူ့ရှိကလူစားတဲ့ဟာမျိုးသူလည်းစားကျင်တယ်လို့တောင်းလိုက်တော့ကုတ်ပကံတွေကအစာကိုပဲစားရမယ်လို့ပြောတယ်ပြင်စားပြီးရင်အနည်းဆုံးတစ်နာရီဒီတိုင်းဆက်နေရမယ်လို့ပြောတယ်မထရဘူးတဲ့ဒီတော့ဘာလို့လဲလို့မေးကြည့်လိုက်တော့တစ်နာရီလောက်နေမှစားစရာတည်းမှအစိတ်ပါမပါသိရမှလေတဲ့အားလုံးမျက်နှာသေးလေးတွေဖြစ်သွားကြတယ်သူတို့ကိုချက်ပြုတ်ပေးတဲ့စပုံမှုကဟစ်တလာရဲ့ကိုပိုင်စပုံမှုပါ ဒါပေမဲ့ဟစ်တလာကဘသူ့ကိုမှမယုံကြည်တာကြောင့်ဒီမျိုးသမီးတွေကိုအရင်စားခိုင်းပြီးအစိတ်မရှိမှသူစားမှာပါဘသူကများစံသက်ခံကြွက်တယ်လို့သေခံကျင်ပါမလဲမျိုးသမီးတယောက်ကပါဇက်ထဲကိုလက်ထိုးကလိပြီးအံပြစ်မဲ့ကျန်တော့စစ်သားတွေကပြန်ခွင့်မပေးကြောက်သူကြောက်ငိုသူတွေကိုဖြစ်ကုန်ကြတယ်ဝါရမိုင်းတော်တော်မိသားပုံရတယ်ဆာလင်းဆိုတဲ့တယောက်ကတော့ခေါင်းဆောင်ကြီးစားဒီလိုအရင်စားပေးရတာကိုဂုံယူနေတဲ့ပုံပဲ စိတ်တင်းတင်းနဲ့သူတို့တွေထိုင်နေလိုက်ကြတာတနားဤပြေသွားတော့မှစဖုံမှုပြန်ရောက်လာပြီးသူတို့စံသက်ခံအစဉ်ပြေတာကိုမြင်တော့မှခေါင်းဆောင်ကြီးနေစလဲစားစားသုံးနိုင်ပါပြီလို့လှမ်းပြီးဖုံးဆက်လိုက်ပါလေအိမ်ပြန်ရောက်တော့ရိုစာကသူ့ရောက်ခမတွေကိုဒီเจ้าတွေအကုန်ပြောပြတယ်နောက်ရက်တွေမှာလည်းနေလဲစားနဲ့ညစာတိုင်းဒီလိုပဲဟစ်တလာရင်သွားစားပေးရမယ်သူ့ရဲ့ရောက်ခမဂျိုးဆက်ကတော့တတော်ကိုအော်နှလုံးနာသွားတယ်လူတွေကိုချက်တွေလို့ဒီတိုင်းသိခိုင်းလို့မရဘူးဆိုပြီးရူဆာကိုပုံချောင်ဖို့အကြံပေးကြပါတယ် ါပေမဲ့ဒီလိုကာလမျိုးမှာပြေးစရာမြင်မရှိဘူးဆိုတာသူတို့သိကြပါလေရိုစာကသူတို့ကိုတလမဂနေယာပေးမှလို့ပြောပြပေမဲ့ယောက်ခမနှစ်ယောက်မှာအပူစာမစားခြင်းနဲ့ပုံစံမျိုးသာတွေ့ရပါဘူးဒီလိုနဲ့ရိုစာပါဝင် စုစုပေါင်း9ယောက်ဟာကန်ဆိုးရင်တလုတ်စားမိတာနဲ့တေသွားစေနိုင်တဲ့မရဏသမင်းဝိုင်းကိုမလွဲမရှောင်သာရောက်လာကြရပြန်တယ်အမျိုးသမီးတယောက်ကအစိမ့်မြင်ဘာဖြစ်မလဲလို့မေးလိုက်တော့ငါတို့နိုင်ငံစစ်ချုပ်ရင်ဖြစ်မဲ့ပုံစံပေါ်လို့ပြန်ဖြေကြတယ် စိတ်ဆက်တဲ့ဇူဟာဆိုတဲ့မျိုးသမီးကငါတို့ကိုတိမ်မင်းနဲ့ကစားခိုင်းတာပဲလို့ပြောပြီးတိမ်မထူးနေမထူးတဲ့ဘဝမျိုးသူ့ကိုယ်တော်ကိုအားရပါရစားပြစ်လိုက်တယ်နောက်ပိုင်းမှာတော့ရိုစာတယောက်တည်းဓမ်းပေါ်မှာထိုင်နေတော့လန်နီဆိုတဲ့မျိုးသမီးလေးကသူ့စီကိုလာပြီးဂရီဂိုရဲ့ဇနီးဆိုလားဟုတ်လားလို့လာမေးတယ်သူတို့တငယ်ချင်းဟိုက်ကီရဲ့ခင်မုန်းကဂရီဂိုနဲ့ကြောင်းတူတက်ခဲ့ပြီးအခုတော့နှစ်ယောက်စလုံးရုရှားစစ်မြေပြင်ကိုအပေါ့ခံထားရတာလို့လာပြောတယ် ရိုစာကသူတို့ခုနှစ်ယောက်ထဲမှာအမြဲတမ်းမျက်နှာတီနေတဲ့အော်ဂတ်စတင်ဆိုတဲ့မျိုးသမီးเจ้าကိုမေးလိုက်တော့အော်ဂတ်စတင်ကမနစ်ကခင်မွန်းတယ်စုံသွားပြီးကားတယောက်နဲ့ဖက်တီဖက်တီကျင်းခဲ့တာသူတို့တဲကဆလင်းဆိုတဲ့တယောက်ကတော့ဟစ်တလာကိုယူဘူးကိုးကွယ်သူလို့စိတ်သတိပေးပါပဲပြီးတော့ဘာလင်သူရိုစာရဲ့ဝိစားစီရင်မှုကိုချီးကျူးတာကြောင့်ရိုစာကလည်းသူ့လိုမျိုးဝတ်စုံတစ်ထည်လက်ဆောင်ပေးမယ်လို့ဂရီပေးလိုက်ပါတယ် ယူလဲဆိုအဝိစားကောင်းကောင်းလည်းမရှိလို့တိမ်ငယ်လေတဲ့လက်နေဝိစုံလာလာဝေးရမယ်ဆိုတော့တိတ်ပြော်ပြီးကြံတဲ့လူတွေကိုတော့မှချက်ချင်းသွားကြွားလိုက်သေးတယ် နောက်တော့စစ်သားတယောက်ကညစာစားဖို့ချိန်တန်ပြီလို့လာပြောလို့သူတို့တွေကိုလက်စေးကြော့ကိုတန်ဆင်ကမ်းဘက်ကိုထွက်သွားတဲ့အခါအပူသေးလို့သိမ့်ကွက်နေတယ်။ Elfrida ဆိုတဲ့သူကတော့ Rosa သူ့ကိုဘာလို့မြဲနေစိုက်ကြည့်နေတယ်လဲလို့မေးပေမယ့်သူတို့စကားပြောနေတော့မှပဲစစ်သားတယောက်လာခေါ်တာကြောင့်စကားစာပြတ်သွားပါလေ။ Frida ကကိုယ့်လုပ်ပဲကိုယ်လုပ်ဖို့ခက်တင်းတင်းပြောပေမယ့် Rosa ကသူ့ဘုသူစီကားမှအကြံဉာဏ်ကိုမတောင်းထားဘူးလို့ခက်ပြက်ပြက်ပြောလိုက်ပါလေ။ ဒီလိုနဲ့အချိန်တွေကုန်သွားပြီးရိုစာနဲ့တခြားသူတွေလည်းဒီလောက်ကိုနေ့စဉ်ရက်ဆက်လုပ်နေကြရတယ်။ဒီချိန်မှာတော့ထမင်းစားနေကြရင်ဆလင်းကဟစ်တလာကြိုက်ဆုံးအစားစရာဘာလဲလို့မေးတယ်။စပုံမှုကဟစ်တလာဟာအချိုပွဲတွေကိုကြိုက်ပြီးတလိမ့်ဆန်တွေကိုတော့ချစ်လို့အသားမစားဘူးလို့ပြောပါတယ်။ဒါတွေကိုရိုစာကသူ့ရခေါမတူကိုဖောက်တယ်ပြန်ချလိုက်တဲ့အခါဂျိုးဆက်ကတလိမ့်ဆန်တွေကိုတော့ချစ်တယ်။ကိုယ်နိုင်ငံသားတွေကိုတော့သူသေးမှာစိုးလို့ကြွက်တယ်လို့ စမ်းတက်နေတဲ့ပေါ်လို့ငေါ်တူးပါတယ်။ ရိုးစာတူရထားတဲ့ပထမဆုံးလဆကိုအကုန်ပေးတော့ဂျိုးဆက်ကစိတ်ပူလာရင်အော်နှလုံးနာရရင်ပေါင်ပြီးသမင်းဝိုင်းကန်တူထထွက်သွားပါဘူးနောက်တနေ့မနက်မှာရိုးစာစီဂရီဂိုရဲ့စာတစောင်ရောက်လာတယ်ခရစ်စမတ်အတွက်သူပြန်လာတော့မယ်လို့ရေးထားလို့သူ့ရောက်ခမတွေကိုဖက်ပြလိုက်တာအားလုံးဝမ်းသာနေကြရတယ်ရိုးစာကလန်နီကိုဂရီပေးထားတဲ့အချိန်ဝတ်စုံတစုံပေးလိုက်ပြီးဂရီဂိုပြန်လာတဲ့အခါအတူတူစားတော့ပွဲဆင်နွှဲကြတာပေါ့လို့ပြောလိုက်ပါတယ် ဒါပေမဲ့ Augustine ကတော့သူခင်မွန်းတုံးကအင်္ဂိုပြောက်ရောက်ပြီး၃ရက်ပဲနေလိုက်ရတယ်။လာပြန်ခေါ်သွားတယ်လို့ဗဇက်ပုတ်နဲ့ပြောလို့ဂျားရိတ်ကလန်နီကတော့စိတ်ဆူးဆူးနဲ့ရန်တွေးလိုက်တယ်။ Augustine ကရိုဆာကိုခတ်သိတဲ့လေသံနဲ့ရီးစားလူချင်းနေတာ။ဘိုင်းတိန်နေတဲ့ကောင်မဆိုပြီးလောင်ပြောင်လိုက်ပါလေ။အဲ့ဒီနေ့အိမ်ပြဲတော့ရိုစာကသူ့ယောက်ျားမတွေကိုသူအခုဘာလုပ်နေလဲဆိုတာသူ့ခင်မဂရီဂိုကိုမပြောပြပါနဲ့လို့တောင်းဆိုတယ်။ရှီရန်ကလည်းခဏပြန်လာတဲ့ချိန်ကို့မိမကတနေ့ကိုနှစ်ချိန် မရဏထမဲဝိုင်းမှာတန်ဆိုးမဲ့အချိန်ကိုစောင့်နေရင်ကျိုးမှာပေါ့ဒါပေမဲ့နောက်တစ်နေ့မှာသူတို့သုံးယောက်ပဲရင်ကျိုးရပါတယ်စစ်သားတွေကသူတို့ရဲ့ခြံတကားဝါမှာစားတဆောင်လာထည့်သွားတာကြောင့်ရိုစာကဥရပါရပြေးထွက် စာကိုဖတ်ကြည့်ပြီးမြေပြင်ပေါ်ခောက်ကနေလဲကျသွားတယ်သူယောက်ခမတွေကပြေးလာပြီးဂရီဂေါဘာဖြစ်လဲလို့မေးကြပြီးမဲ့ရိုစာကဘာမှမပြောနိုင်ကြံနေတယ်ရိုစာတယောက်မြေပြင်ပေါ်မှာအဲ့ဒီလိုငြိမ်သက်နေချင်းသူ့လက်ကလွန့်ကျသွားတဲ့စာရွက်လေးကတော့လေထဲမှာတလုံးလုံး နောက်နေ့မနေ့မှအိယာမှာပဲဆက်ပြီးပေတီလဲနေလိုက်တယ်။အိမ်ကိုစစ်သားတွေရောက်လာပြီးသူ့ကိုအိယာကနေအတင်းဆွဲခေါ်တယ်။ဟီရာကသူ့သားရိုဆာခင်မုန်းပျောက်ဆုံးနေကြောင်းရှင်းပြပြီးတယ်။ယာရှိတွေကနားမထောင်ပဲရိုဆာကိုထရက်ကားပေါ်အတင်းတခိုင်းပြီးအလုတ်ကိုခေါ်သွားပါလေ။ဒီသတင်းကိုအားလုံးကြားပြီးသားမို့ကားပေါ်ရောက်တာနဲ့ကြံတဲ့၆ယောက်သားကနှုတ်ဆက်နေကြတယ်။အလုတ်ရောက်တဲ့အခါမှာတော့အော်ဂတ်စတင်ကယောက်ျားဆိုတာဒီနေ့လာမနေ့ပြန်ပြောက်လို့ငါပြောတာပဲ။ ငါတို့အားလုံးမုတ်ဆိုးမတွေကြီးပဲဘာမှမထူးဘူးလို့အမနာရှာကြိုးပြောလို့ရိုစာလည်းဒေါသထွက်ပြီးပါးရိုက်လိုက်တာနှစ်ယောက်သားလုံးထွေးတပုတ်ကြတယ်။ယာရှိတွေကသူတို့ကိုရိုက်နှက်ကန်ကြောက်ပြီးနောက်ပိုင်းမှာထမင်းစားခန်းတွေကိုခေါ်သွားကြပါလေ။အစာပိုင်းမှာရိုစာကစားဖို့ညှင်းဆန်နေသေးပေမဲ့နောက်တော့မြင်းမြန်သေးအေးလာပဲဆိုပြီးသူ့ပကံကိုဝက်လိုနင်းကန်စားတဲ့ပြင် တခြားသူတွေရဲ့အစားအစာတွေကိုပါလုပြီးစားမယ်ကြံတော့စစ်သားတယောက်ကသူ့လက်ထက်ကအစာကိုပြန်လုပြီးကို့အစာပဲကိုဆက်စားလို့အမိန်ပေးပါတယ်အဲ့ဒီနောက်ရိုစာတယောက်အင်တာနက်မှာတကားပိတ်ပြီးနေလို့အဖရီဒါကကိုချင်းစာစိမ့်နဲ့လာပြီးအားပေးတယ်ရိုစာကသူ့ခင်မပျောက်ဆုံးနေတယ်ဆိုတာပေသွားတာပေကြတယ်လို့ပြောပြီးသူမုတ်ဆုံးမှဖြစ်သွားပြီလို့ပြောရှာတော့အဖရီဒါလည်းဘဝတူချင်းမှုသူ့ကိုတက်နိုင်မြနှစ်သိမ့်ပေးလိုက်ပါလေနောက်ရမှာရိုစာဟာမျောလင့်ချက်လေးနဲ့နဲ့ဂရီဂေါ်အတွက်စာရီဆက်ရေးနေပြီးတယ် တကယ်လို့သားယောက်ျားမစေဘဲပြန်လာခဲ့ရင်အတူတူဖတ်ကြမယ်ဆိုတဲ့မျော်လင့်ချက်လေးနဲ့သူ့ကိုယ်သူစိတ်ဖြည်နေမိတယ်။တကယ်မှာတော့လုံမှာအမျိုးသမီးတွေစူဝေးနေကြတော့ဦးလာကတာရော့ကက်တွေနဲ့လက်နှစ်အတွက်ယောက်ျားရမရကံစမ်းပြီးသူတို့တွေရှာချန်ပြောင်းနေကြတော့မှဒုတိယဘုံမူလေအဲလက်ဇီဂလာဆိုတဲ့သူရောက်လာပြီးတွတ်တွတ်ချင်းဂျာမန်မျိုးသမီးတွေစိတ်လေးမတော့ရဘူးလေလို့တားတဲ့ပြင်တာရော့ကက်ကိုလည်းတောင်းတယ်။ရိုစာကတာရော့ကက်တွေပိတ်ပင်ထားတယ်ဆိုတာသူတို့မသိဘူးလို့ပြောတယ် ဘုံမှုစီကရာကသူ့စီလျှောက်လာပြီးနာမည်ကိုမေးဒီချိန်ကစပြီးသူခိုင်းနာကိုပဲလုပ်ရမယ်လို့ပြည့်ပြည့်သားသားပြောပါတယ်။သူကဒီနေ့အသက်ရောက်လာတဲ့ကြီးကျယ်ရေးမှုဒီလိမ့်ဖို့ညသာစားဖို့မလိုတော့ဘူးပြောပြီးအမျိုးသမီးတွေကိုအိမ်ပြန်ခွင့်ပေးလိုက်ပါတယ်။ဒီတော့ရိုစာတို့ဖိုက်ကီရဲ့အိမ်ကိုသွားကြတယ်။ဖိုက်ကီကဧည့်သည်တွေသူ့အိမ်မလာဖြစ်တာကြာပြီဖြစ်လို့စိတ်လုံရှားနေတယ်။သူတို့တွေရက်တူတူတောက်ဖို့လုပ်ရင်းဘုံမှုစီကရာရဲ့ပြောဖို့ဆိုဖို့အတုလုပ်ပြီးလောင်ကြသေးတယ်။ ဟကီဟာသူ့ရဲ့မတ်တော်သူအန့်ဆိုတဲ့လူပြိုပေါက်ကလေးတယောက်ကသူ့ကလေးတွေကိုလာဆောက်ရှောက်ပြီးလို့တော်သေးတယ်လို့ပြောပြီးအန့်ကိုသူတို့နဲ့မိတ်ဆက်ပေးတယ်။နောက်တစ်မိမရိုဆာဟာဂျုံပန်ဝင်းချင်းမှာရှောက်သွားနေတာကိုဘုံမှုဇီဂရန်နဲ့စကားတယောက်ကတွေ့လို့စပိုင်လုံးနေတာပါလို့အမေးခံရတယ်။ရိုဆာကခန်းနဲ့ကချင်းတန်ကြားလို့ပါ။သူကဘာလဲမှာတံပြန်ဖွဲ့တဲ့ပါဘူးတောင်တတိယသွားလို့ပါလို့ပြောလို့ဇီဂလာကအချင်းစုပြခိုင်းပေးတယ်။ ရူစာထွက်သွားတော့နာဂါစတားကသူ့ခင်မရုရှားမှာပျောက်ဆုံးနေတောင်ဇီဂလောက်ကိုပြောပြလိုက်ပါလေ။နောက်ညမှာရီစာဟာအိမ်ပြင်မှာမိအောင်တွေးလို့ဂရင်းမော့ကနေချောင်းကြည့်လိုက်တော့လူတယောက်မှောင်ထဲမှာရက်နေတာ။သူ့မြန်ပုံပြီးနောက်ချိန်ပြန်ကြည့်လိုက်တော့အမောင်ရဲ့ထဲကလူပျောက်သွားပါလေ။ နောက်တနေ့သူတို့ထုံးစံတိုင်းသမင်းစားနေကြတော့ရုတ်တရက်ဟိုက်ကီကပြည့်ဝမလို့ဖြစ်သွားတယ်။အစာဆက်မစားနိုင်ဖြစ်နေလို့သူ့အစာမှာတခုခုဖြစ်သလားလို့ယာရှိကမေးတယ်။ဘာမှမဖြစ်ရင်ဆက်စားလို့ကျိန်းပေါင်းတဲ့ခါပေါ်ဇီဂလာအခန်းထဲကိုရောက်လာပြီးအเจ้าဆောင်ကိုသိတာနဲ့ဟိုက်ကီကသူကိုယ်တိုင်အတင်းခွန်ပြီးအတင်းအကျပ်စားခိုင်းတယ်။ဟိုက်ကီကပါဇက်ကိုအတင်းပိတ်ထားတော့အစာမစားပေးရင်ငါတို့အတွက်အသုံးဝင်တော့ဘူး။မတ်တရက်တယ်။မတ်တရက်လိုက်ရင်သူတို့သေလန်းရောက်သွားမှဆိုတာလူတိုင်းသိထားကြတော့ဟိုက်ကီလည်းမတ်တက်တာ သူ့စာကိုအတင်းကျပ်ပြီးမြူချနေလိုက်ရတယ်။အဲ့ဒီညမှာရိုဆာအိမ်ပြင်ကအမောင်တဲကိုခွန်တေးကလူထပ်ပြီးလာကြည့်နေတတဲ့ညမှာတော့ဒီမီးရောင်ကမိတုတ်မိတုတ်လောက်ပြတာကြောင့်သူ့ကိုတစုံတစ်ယောက်ကဆက်ပွဲဖို့ကြိုးစားနေတာကိုသဘောပေါက်သွားပါဘူး။သူရဲစွန်ပြီးအပြင်ကိုထွက်သွားကြည့်လိုက်တော့သူ့နောက်ကနေဘုံမှုစီကလာရုတ်တရက်ပေါ်လာပြီးသူ့ကိုအတင်းဖက်နှမ်းတာခံလိုက်ရတယ် ရူဆာလဲအသက်ငယ်ငယ်နဲ့မုတ်ဆိုးမတခုရဲ့သွေးသားစင်တာကထကြွတောင်းကြလာပြီးပြန်နှမ်းလိုက်ပြီးတဲ့နောက်မှာအနီးနားကတဲတစ်ခုတည်းသူတို့တွေအတူတူအိပ်ပြစ်လိုက်ပါပဲနောက်တနေ့သူတို့ဓမင်းစားလုံးမှာဟိုက်ကီနေမကောင်းဖြစ်လာပြီးအိမ်သာသွားခင်တောင်းပေမဲ့အစာကုန်အောင်အရင်စားပြီးမှသွားရမယ်လို့ပြောတယ်ဟိုက်ကီအချင်းတွေကိုအဲဖရီကမတိမတာတောက်လျှောက်အ깨ခတ်နေပါပဲအဲ့ဒီနောက်အတွင်းလူမင်းချင်းလေးဦးသားစကားပြောတော့မှဟိုက်ကီကသူကိုဝင်ရှိနေပြီလို့ပြောပြတယ် ကလေးဖေကတော့သူတို့အိမ်ကိုလာကူနေတဲ့လူပြိုပေါက်လေးအန်းဖြစ်နေတယ်။သူ့မှာကလေးနှစ်ယောက်သာမရှိရင်ယထာအုပ်ကသူပြေးဝင်မိမှာသိကြတယ်တဲ့။ဟက်ကီမှာယောက်ျားအဝေးရောက်နေချိန်ကိုကနေ့စဉ်တရက်နှစ်ကြိမ်မရဏထမင်းဝိုင်းရောက်နေလို့အထီးကျန်ပြီးအခုလိုဖြစ်သွားတာ။သူ့ခင်မောပြန်လာရင်ဘာဖြစ်မလဲဆိုတာကြောက်နေပါလေ။အဖရီဒါကတော့နီးလန်းရှိပါတယ်လို့ပြောတယ်။ဒီတော့လန်နီကကိုဝင်ဖြစ်ကြတာဟာတရားမဝင်ကြောင်အသိပေးပြီးအဲ့ဒီလိုလုပ်တဲ့တာဖွားမီရဲ့ဆရာဝန်တူအသက်ခံရတယ်လို့အလန်ကြားပြောပါတယ်။ ဒါပေမဲ့ air freighter ကတော့အရင်ကဆေးဥမှာအလုပ်လုပ်ခဲ့ဘူးလားကြောင့်ကုန်ကြီးပေးမယ်လို့ခတိပေးလိုက်ပါလေ။နောက်ကြတဲ့ညတညမှာ Rosa Zigla နဲ့ထွက်ပြစ်တွေ့ပြစ်တယ်။သူတို့အတူတူလဲလဲရင်း Rosa ကိုတချင်းတစ်ပုတ်ဆိုပြဖို့တောင်းဆိုတဲ့အခါ Rosa ကတချင်းကိုဆိုပြလိုက်ပါလေ။အခုတော့ Rosa လည်းခင်မွန်းတဲ့ရှည်တန်းကြောင့်အိမ်ကမိမအရာရှိအိမ်ရဖို့ရောက်စုတယ်အပေါင်ပြိုးတိုးနေတယ်။တကယ်ဆို Zigra မှာလဲအိမ်တောင်နဲ့ကလေးနဲ့စိတ်ကြွေရမှာဒီလိုဖောက်ပြန်တာဟာခေဆိုးစနစ်ဆိုရဲ့တားကောင်လို့ဆိုရမလား။ အပြစ်တင်ရမလားမသိတော့ပါဘူးနောက်တစ်နေ့မှာဟီရာကသူ့သားဂရီဂေါ်ကိုအိမ်မက်မှတ်တယ်အိမ်မက်ထဲမှာဂရီဂေါ်သက်ရှင်လျက်ရှိနေပြီးရူဆာကိုဂူးဆိုင်ဖို့မှာသွားတယ်လို့ပြောပြတယ်ရူဆာရင်နာသွားတယ်နောက်တစ်နေ့မှာတော့အဖရီတာကဟိုက်ကီကိုတိတ်တဆိတ်ကိုဝင်ဖျက်ချပေးပါတယ်ဒါကြောင့်ရိုဆာကအဖရီတာကိုဘာလို့သူနာပြုတ်လို့ကထွက်လိုက်သလဲလို့မေးလိုက်တော့အဖရီတာကသူ့မိဘနှစ်ပါးဆုံးပါသွားတော့ဦးလေးနဲ့သွားပြီးနေနေရတာဒါကြောင့်အလုကထွက်ရတာလို့ပြောပြတယ် ရူဆာကလည်းသူ့မိဘတွေစုံပြီးသူ့ကိုလည်းချောင်းနဲ့ကြားမှာအမေရိကကိုရောက်သွားတာလို့ပြောပြတယ်။ပြန်မာတော့မရဏဝိုင်းမှာဂျုတ်တဲ့ရူဆာနေမကောင်းဖြစ်ပြီးစပွဲပေါ်ကနေအထလဲကျသွားတယ်။အဲဒီနောက်ဖရီဒါအန်ချလိုက်ပြီးသူ့နောက်မှာအူလာပါဆက်ပြီးအန်ပါတော့တယ်။ဂျန်နက်မျိုးသမီးလေးရောက်ထိတ်လန့်ကုန်ကြတယ်။ဇီဂလာကခန်းထဲရောက်လာတော့အော်ဟင်ကိုကျွေးနေတဲ့လန်နီကိုရိုက်လိုက်တယ်။မိဖို့ချောင်းကိုပိတ်ပြီးမင်းစားခန်းကိုတန်ရှင်းလို့ဖို့အမိန်ပေးတယ်။ အဲ့ဒီနောက်ဆရာဝန်ရောက်လာပြီးအမျိုးသမီးတွေကို success ကအခန်းတစ်ခုတည်းခေါ်သွားပါတယ်ရိုစာသတိပြန်လာတော့အဲဖရီဒါနဲ့ဦးလာတို့သူ့ဘေးမှာလဲလျောင်းနေတာကိုတွေ့ရတယ်သူတို့ကိုဒီခေါ်ပြီးဘာကြောင့်ဒီတိုင်းထားကလေးလို့မေးလိုက်တဲ့အခါအဲဖရီဒါကသူတို့အသက်ရှင်ရှင်ကြည်ကျင်လို့ဖြစ်နိုင်တယ်လို့ပြောပါတယ်ခဏကြာသူတို့တက်တာလာတော့မျိုးသမီးတွေကိုထမင်းစားခန်းနဲ့ပြန်ခေါ်လာကြတယ် နောက်ထပ်စားစာတွေသပွဲပေါ်မှာပြင်ဆင်ရင်စပုံမှုကသူ့ရဲ့ဟင်းလျာအစ်တွေဘလောက်ရတာရှိလဲဆိုတာကိုစာဖွက်နေသေးလို့အလုံးစိတ်မသက်သာဖြစ်သွားရတယ်။နှလုံးစဲသုံးယောက်အစိတ်မိထားလို့ထပ်စားဖို့ကြောက်ရွံ့နေတဲ့မျိုးသမီးတွေကစားဖို့ငင်းဆန်ကြတယ်။လူစားကသူ့လိုကိုအတင်းကျပ်စားခိုင်းလို့မရဘူးလို့ပြောတဲ့အခါစစ်သားတို့ကသူ့ကိုတနက်နက်ချိန်ပြီးမစားရင်တတ်ပြစ်မယ်လို့လှုပ်ပါတော့တယ်။နောက်ပိုင်းမှာရိုစာကဗာလင်ကို ပြန်ချင်တယ်လို့အဲဖရီတာကိုယင်ဖွင့်တယ်။ အဖရိကကသူ့ဦးလေးစီကကြားရတဲ့သတင်းအရဘာလင်ကမြို့ပြကြီးဖြစ်နေပြီအမေရိကန်တွေပြင်သစ်ကိုရောက်လာပြီးဂျာမန်တွေစုခါနေရပြီလို့ရှင်းပြတယ်ဒီတော့ရိုဆာကဂျာမနီစစ်ရှုံးဖို့ဆူတောင်းလို့ရမလားလို့နာနာကြီးကြီးပြောပြလိုက်ပါတယ်ညဘက်တွေ့နေကြနေရရိုဆာပေါ်မလာလို့နောက်နေမှာဇီဂလာကသူ့တယောက်တည်းရုံကန်းနဲ့ခေါ်တွေ့တယ်ရိုစာစိတ်မိကြိမ်တနက်ထောက်ပြီးအတင်းထပ်စားခိုင်းချိန်မှာဘာမှမလုပ်ခဲတဲ့အတွက်ဇီဂလာကိုဒေါသထွက်တယ် စီလာကလည်းအထက်မိတ်ကြောင့်သူဘာမှလုပ်ပေးလို့မရဘူးလို့ပြောတော့ဒါဆိုရူဆာလည်းသူတို့နောက်ထပ်မတွေ့တော့ဘူးလို့ပြောမိလိုက်တယ်ဒီတော့စီကလာကသူ့ကိုအတင်းဖန်တန်းပြီးသူကတော့ညာတိုင်းအမြဲလာဆောင်နေမှာလို့ပြောပါတယ်ဒီတော့အတွေ့အကြုံမလွန်ဆန်နိုင်တဲ့ရူဆာကောက်ရိုးပုံနဲ့ထိုက်ရောက်သွားပါတော့တယ်စီကလာကရူဆာကိုစိတ်တင့်စေတဲ့အရာဟာပြားရည်လို့ပြောပြတယ်ရှာရှာပါပါပြားတွေကအစိတ်ရှိတယ်ပန်းပွင့်ကိုဝိယူဆုံးမိတဲ့အခါမျိုးတခါတလေဒီလိုစိတ်ကနဲ့တယ်လို့ပြောပါမယ် ရူစာကပြားတွေကလည်းဟစ်တလာကိုအစိတ်ခတ်ချင်နေသလားလို့ရေစရာလှုပ်လိုက်ပါဘူး။နောက်ညမှာသူတို့တွေအတူတူအိပ်ပျော်နေရင်ဇီဂလာတယောက်အိမ်မက်ဆိုးရောက်လက်နိုးလာသူ့အိမ်မက်ထဲမှာတခြားမျိုးသမီးတွေနဲ့တူရူစာကိုပါတပ်ပြရတယ်လို့ပြောပြပါတယ်။ဒါအပြင်သူလာခဲ့တဲ့နေရာမှာစစ်ပွဲကြီးကြောင့်သူ့ရဲ့စစ်သားတူယူသွတ်ပြီးသူတို့ကိုပြန်တနက်နဲ့ချိန်တာကြောင့်ဇီဂလာကသူ့ကိုပြန်တတ်ခဲ့ရတယ်။အဲ့ဒါကြောင့်ပဲသူဒီနေရာကိုပြောင်းလို့ရသွားတာလို့ပြောပြပါတယ်။ နောက်တနေ့မှာသူတို့ထမင်းစားပြီးနားနေချိန်ယုတ်တည့်ရဲ့ကျေလောင်တဲ့ပောက်ခွဲသံကြီးတစ်ခုသူတို့ကြားလိုက်ရတယ်။နောက်ဆုံးအပြင်ထွက်လာနိုင်တဲ့ချိန်ရူဆာကသူ့ရဲ့ခမရဲ့အင်ကိုပြေးသွားရတယ်။ဒီချိန်မှာဂျိုးဆက်လည်းအမောတကောရောက်လာပြီးဟစ်တလာသေသွားပြီလို့အားလုံးကပြောနေကြတဲ့အကြောင်းရထဲရွာကျဲကသတင်းကိုဖောက်တယ်ချလိုက်ပါတယ်။အဲ့ဒီညမှာရေဒီယိုကနေဟစ်တလာမိကုံးပြောတဲ့အခါဂျာမန်သမိုင်းမှာမကြုံစဘူးဖောက်ပြန်တဲ့လူလဲစုကသူ့ကိုလှုပ်ကြံခဲ့ပြီပဲ။ သူ့နားကတခြားခေါင်းဆောင်တယောက်ပဲသေသွားခဲ့တယ်။သူကတော့အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ပြောနေပါတယ်။အဲ့ဒီဖြစ်ရနောက်ပိုင်းမှာမျိုးသမီးတွေဟာအထုပ်ပိုးပါယူပြီးအလုပ်ကိုပြောင်းလာရတယ်။ဘသူကမှမယုံရတော့တဲ့အတွက်သူတို့ကဒီမှာပဲနေထိုင်ကြရတယ်။ဟစ်တလာဒီမျိုးကလည်းထွက်သွားမှသာသူတို့အိမ်ပြန်ခွင့်ရမယ်လို့ပြောပါတယ်။နောက်တနေ့မှာရိုဆာကိုဇီဂလာကရုံကန်းခေါ်တွေ့ပြီးနမ်းဖို့ကြိုးစားပေမယ့်ဒီဒီချိန်မှာတော့ရိုဆာကသူ့ရဲ့ဇလံပြက်ပြီလို့ပြောလိုက်တယ် သူ့ကိုယွန်သွားတာလားလို့မေးတော့ရူစာကသူ့အတွက်ညတွေအလက်အက်ဖြုံးတိခဲ့တာလို့ပြောလိုက်တော့ဇီဂလာဒေါသထွက်သွားတယ်သူတို့ချင်းစကားများကြတဲ့အခါရူစာကဇီဂလာအခုလုံနေတာပြီကြံရိတ်ခဲ့တဲ့မိသားစုသိလားရှင်မိမကဗျာပြောလဲလို့မေးလိုက်တော့ဇီဂလာရူစာသူ့မိမကိုထက်ပြောလို့ဆိုပြီးလေပဲညစ်နိုင်ရန်နဲ့စောင့်ကပ်လိုက်ဒါပေမဲ့စစ်သားတယောက်ကဇီဂလာကိုလာခေါ်လို့ရူစာတက်တာရရှာသွားပါလို့ဒီလိုနဲ့တနစ်ကြာ1944နိုဝင်ဘာလတည်းကိုရောက်လာတယ် အမျိုးသမီးတွေကဒီလိုပိတ်လောင်ခံရတဲ့ဘဝကိုစိတ်ကုံလာကြပြီးအိမ်ပြန်ခြင်းစိတ်တွေပြင်းပြလာကြတယ်။ဂျာမနီစစ်ရှုံးတော့ပဲရုရှားတွေဝင်တိုက်တော့မယ်ဆိုတဲ့အကြောင်းတရားတွေလည်းတပူပေါ်နှစ်ပူစစ်ဦးလာကရုရှားတွေကများအတမပြည့်ကြည့်ခဲ့ဘာဖြစ်မလဲလို့မေးလိုက်တော့အတွင်းသည့်တယောက်ကအဖရီတာကိုလှည့်ကြည့်ပြီးအကူအညီပေးမယ်မဟုတ်လားလို့လှုပ်ကလေးမေးလိုက်ပြီ။ဒါကိုပြင်တော့ဂျန်တဲ့လူတွေဘာထိတ်ပဲလို့လို့မေးကြတယ်အဲ့ဒီညလေရိုစာနိုးလာတဲ့အခါအဖရီတာတယောက်တည်းထိုင်နေပြီးဆေးလေးတောင့်နေတာတွေ့ရတယ် အဖရိဒါကဟိုက်ကီကိုမကူညီသင့်ခဲ့ဘူးလို့ပြောပါတယ်။ပြီးတော့သူ့ရဲ့နာမည်အရင်းကအကနာသူ့ဝလေးဆိုတာကသူလိန်ခဲ့တာ။ဒီနေ့လောက်ကနေပြန်လာတဲ့အခါသူ့အိမ်ဗလာနှစ်ထိပ်ဖြစ်နေပြီးသူ့မိဘတွေနဲ့မောင်နှမတွေပြောင်းရွှေ့သွားတာခံလိုက်ရတယ်။သူထွက်ပြေးပြီးဆေးရုံကသီလရှင်တစ်ပါးကသူ့ကိုဖာသာအာနိုးနဲ့မိတ်ဆက်ပေးပြီးခုလိုအကူအညီရခဲ့တယ်။သူမှာဆွေမျိုးသားချင်းတွေမရှိတော့ဘူးဆိုပြီးငိုယိုပါတော့တယ်။ရူစာကတော့ဒီเจ้าနေဘာမှမပြောဘူးဖြောင်းပြပြီးသူ့ကိုတော့စိတ်ချပါလို့အာမခံပွေဖက် နှစ်သိမ့်လိုက်ပါပဲတကယ်တော့အဲဖရီတာကဂျူးမာလီတယောက်ပါတကယ်မှာတော့ဟစ်တလာအဲ့ဒီညကနေလစ်ပြေးပြီမို့စစ်သားတွေကသူတို့ကိုအိမ်ပြန်ခွင့်ပြုလိုက်တယ်ဒါပေမဲ့သူတို့ထဲကတယောက်ကတော့ဇီဂလာကခေါ်တွေ့နေလို့နေခဲ့ရတယ်ရူစာသူ့စယောက်ကမစီကိုပြန်လာတော့သူ့ကိုနွနွထွထွေကြိုဆိုကြပါဘူးညသာစနေတော့ဟေရာကရူစာရထားသမျှပတ်စံတွေအကုန်လုံးကိုလာပြန်ပေးပြီးဒီကနေထွက်သွားဖို့ပြောပါဘူးသူတို့ကိုယ်တိုင်ကတော့ဂရီဂေါ်အိမ်ပြန်လာမှာကိုစောင့်နေကြတာကြောင့်ဆက်နေရမယ်တဲ့ အခုကာလမှာစစ်တပ်ကယထားတွေအားလုံးကိုသိမ်းယူထားတာကြောင့်ဘလို့ထွက်ပြေးရမလဲလို့ရိုစာကမင်းမိလိုက်တဲ့အချိန်ရုတ်တရက်တကားကိုတဝုံးဝုံးလာထုတ်ပြန်ကြားတယ်။အိမ်ထဲကိုစစ်သားတွေတွင်းဝင်လာပြီးအဖရီတာရှိသလားလို့မေးတယ်။တယောက်ကအပေါ်တက်ကိုသွားပြီးစစ်ဆေးတယ်။ရိုစာကအဖရီတာဘာလို့လို့လဲမေးလိုက်တဲ့အခါဂျာမန်တူကကိုဝင်ဖျက်ချပေးတဲ့ရာဇဝတ်မှုကိုကျူးလွန်ထားတာလို့ပြောပြပြီးရိုစာသိသမျှအကုန်ပြောပြဖို့မေးပေမဲ့ရိုစာကသူဘာမှမသိဘူးလို့ငြင်းလိုက်ပါတယ်။ နောက်တနေ့မှာရိုစာအလုဟောင်းစီကိုသွားကြည့်လိုက်တော့စစ်သားတွေကစုတ်ခွာဖို့လုံနေကြပြီ။သူဇီကလာနဲ့သွားတွေ့ပြီးဘာလင်ကိုသွားကျင်တယ်လို့အကူအညီတောင်းတယ်။သူ့ရဲ့ဂျူးတငယ်ချင်းဘယ်မှာလဲလို့ဇီကလကမေးတဲ့အခါရိုစာကအက်ဖရီတာရဲ့အထောက်အထားကိုသူမသိဘူးလို့ညင်းပါပဲ။ဇီကလာနမ်းဖို့ကြိုးစားတာကိုလည်းရိုစာကညင်းတယ်။ဇီကလာက ရိုစာဘာလုပ်ခဲ့တယ်လဲဆိုတာသူသိပြီးဒီမှုမှာရိုစာမပတ်တတ်အောင်သူစီမံထားတာလို့ပြောပြတယ်။ နောက်တော့ဒီညတွေ့ကြအောင်လို့ပြောတဲ့အခါရိုစာလည်းဒေါသလူကြီးရုံးကန်းတဲ့ကနေထွက်သွားပါလေ။ဒါပေမဲ့ထွက်ပြေးဖို့အစီအစဉ်ကလည်းရှိတော့ညလယ်မှာရိုစာဇီဂလာနဲ့သွားတွေ့တယ်။ဇီဂလာကခီးသွားမှတန်းဆောင်ရွက်ဆောင်ရွက်တွေကိုပေးပြီးစစ်ရထားနဲ့တူစေတလဝန်ထမ်းဖြစ်နေလိုက်သွားဖို့ပြောပါလေ။ရိုစာကကူညီဖို့အတွက်ဂျေဆုတင်စကားပြောတဲ့အခါဇီဂလာကစပြီးချစ်ပွဲဝင်ဖို့ကြံ့တယ်။ဒါပေမဲ့ဒီတစ်ခါရူစာကအသေးကောင်းလို့ပြုသမန်နုဖို့ကြံနေလို့ဇီဂလာကံကောင်းပါစေလို့ဆုတောင်းပြီးထွက်သွားပါတော့တယ် သူထွက်သွားတာနဲ့ရူဆာက ပုန်းနေတဲ့နေရာကအဲဖရစ်ကိုခေါ်ထုတ်လိုက်တယ်။ရူဆာကအဲဖရစ်တာကိုသူနဲ့ဒူလိုက်ဖို့စီအောင်ပါလေ။နောက်နေ့ဇီဂလာပြောပြထားတဲ့အထူးယထာစီကိုသူတို့ရောက်လာပြီးရူဆာကသူ့ကိုသူမိတ်ဆက်တယ်။အဲဖရစ်တာကိုတော့ဟာနာလို့ဖိမ့်လိုက်တယ်။ဆံဝင်ကသူ့ကိုပြောထားတဲ့စေတလဝန်ထမ်းကတယောက်ပဲလို့ဆိုပေမဲ့ရူဆာကနှစ်ယောက်ပါလို့အတင်းကျပ်ပြောပါလေ။ နောက်ဆုံးမှာတော့ဒံယားရစစ်သည်တွေများနေလို့လူလုံနေတဲ့ဆရာဝန်ကလည်းသူတို့ကိုခွင့်ပြုပေးပြီးအရေးပေါ်ကုသမှုတွေအတွက်တာဝန်အမြန်ခွဲပေးနေတော့ဇီဂလာနဲ့စစ်သားတွေယထာနောက်ယထာနောက်ကိုရောက်လာကြတယ်သူတို့ကိုမြင်လိုက်တာနဲ့ရိုဆာလည်းအဖရီတာကိုခေါ်ပြီးယထာဘော်ကနေစင်ပြေပါတော့တယ်စီလာနဲ့ရာရှိတူကသူတို့နောက်ကိုတင်းလိုက်လာပြီးအကနာဆိုတဲ့နာမည်ရင်းကိုခေါ်မင်းကိုဖမ်းလိုက်ပြီးလို့អော်လိုက်တော့အေဖရီတာလည်းလက်မြောက်အရှုံးပိတ်လိုက်ရပါတော့တယ် သူ့ကိုဇီဂလာတနေ့နဲ့ပြစ်တော့မယ်လို့ရိုဆာကရှေ့ရနေဝန်ခံလိုက်တယ်။ဒါကိုမြင်တဲ့အခါအဲဖရီတာကတော်လောက်ပါပြီဘာလင်သူလေးရဲ့လို့ရိုဆာဘေးမကင်မှာဆိုလို့သူ့ကိုသူအသေးခံပြစ်လိုက်ပါတယ်။ရိုဆာဟာအဲဖရီတာရဲ့ခနာကိုယ်ကိုဖတ်ပြီးငိုကြွေးနေတဲ့အချိန်ယထာကလည်းစပြီးထွက်ခွာနေပြီ။ဇီဂလာကရိုဆာကိုစွဲထုတ်ပြီးရိုဆာညင်းနေတဲ့ကြားကယထာဘော်ကိုအတင်းထန်းတင်ပေးလိုက်ပြီး ရိုဆာလွတ်မြောက်အောင်လှုပ်ပေးလိုက်ပါတော့တယ်။ စစ်တွေပြီးပြီးနှစ်ပေါင်းများစွာကြာ2012ခုနှစ်မှာအသက်65နှစ်ရွယ်နဲ့ကွယ်လွန်သွားခဲ့တဲ့မာကော့ဥ်ဆိုတဲ့မျိုးသမီးဟာသူဟိုက်တလာရဲ့အစားအသောက်တွေအစိတ်ရှိမရှိရင်စားပေးခဲ့ရတာမတည်ခင် ဖွင့်ဟခဲ့ပါတယ်စစ်ပွဲမှာသူတယောက်တည်းသာတက်ရှင်ကျဲခဲ့ပြီးကျန်တဲ့မျိုးသမီးတွေကတော့ကန်ဆိုးသွားတယ်လို့ဖြစ်အမှန်တွေဖော်ပြရေးထုတ်ပြီးဇလန်းဟာ ပြီးဆုံးသွားပါတယ်လူသားတိုင်းဘေးထုတ်ခအပေါင်းကနေกินဝေးကြပါစီ